မင်္ဂလာပါခင်ဗျာရှေကိုခစ်တကနေဒီနေ့လည်းကင်းဒရင်ကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာပြပထွက်တဲ့သူတွေများပြားနေတဲ့အတွက်နိုင်ငံငွေသုံးစွဲမှုပါများနေတဲ့ဆိုပြီးဂျပန်မေးအွန်လိုင်းရဲ့မှတ်ချက်ကြောင့်ပြပထွက်မဲ့သူတွေအားလုံးကိုတေချာစီစစ်ပြီးမှထွက်ခွင့်ပြုဖို့စေကောင်းစီအတွက်စတင်ဆွေးနွေးနေပြနေဆိုပါတယ် ဘကိုးတိုင်းကြောက်ကြီးမြို့ကတောင်စုကျေးရွာဘက်စစ်ကြောင်းထိုးလာတဲ့အချက်ပဲစစ်ကောင်စီတပ်သားတွေကို KNL PDF ပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွေ့စစ်ကောင်စီတပ်သား၁၀ဦးကတော့အတိအသီးတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား9ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲယမ်းတွေနဲ့တင်းစီရရှိထားတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းတဲ့နေကိုတင်ဆက်ပေးပါမယ် ပရာဆိုတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြန်မာနိုင်ငံမှာပြပတ်ထွက်တဲ့သူတွေများပြားနေတဲ့အတွက်နိုင်ငံငွေသုံးဆွဲမှုပါများနေတယ်ဆိုပြီးအကြက်ဖက်မင်းအွန်လိုင်းရဲ့မှတ်ချက်ကြောင့်ပြပတ်ထွက်မဲ့သူတွေအားလုံးကိုတေချာစီစစ်ပြီးမှထွက်ခွင့်ပြုဖို့စစ်ကောင်စီအတွက်စတင်ဆွေးနွေးနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရုပ်ကိုခစ်တဲ့ကိုပြောပါတယ်။ဒါကတော့ပြီးခဲ့တဲ့မေလ20ရက်နေ့ကပဲနေပြည်တော်မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးအတွင်းအကြက်ဖက်မင်းအွန်လိုင်းကလက်ရှိမြန်မာနိုင်ငံမှာနိုင်ငံငွေသုံးဆွဲမှုများနေတဲ့အကြောင်းတွေ အဲ့ဒီတက်ကမှာ73စီတင်သွင်းမှုဆိုရင်နှစ်စဉ်အမေရိကန်ဒေါ်လာ9ဘီလီယံဘို့ကုန်ကျနေတဲ့အကြောင်းတွေအပြင်ပြပထွက်တဲ့သူတွေများပြားနေတဲ့အတွက်ကြောင့်လေနိုင်ငံငွေသုံးစွဲမှုပါများနေတယ်ဆိုပြီးမှတ်ချက်ပြုပြောဆိုသွားတာပါအဲ့ဒီနောက်မှာပဲစကောက်စီရဲ့ဌာနဆိုင်ရာတွေအတွင်းမှာမေအွန်လိုင်းရဲ့ပြောဆိုချက်တွေတဲကပြပထွက်တဲ့သူတွေများနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေလုပ်နေပြီဖြစ်သလိုလက်ရှိနေစဉ်ပြပထွက်ခွာနေတဲ့ဖျားဘူးသာသနာပြုအလဲစေးကုចောင်းသားစီးပွားရေးအလောက်ကစတဲ့အကြောင်းအရာတွေကို တွားတဲ့တွားလိုက်တဲ့သူကိုပဲခွင့်ပြုဖို့နဲ့ပြီးပါထွက်မဲ့သူတွေအားလုံးကိုအခုတင်းကျပ်ထားတာထက်ကိုနောက်ထပ်တေချာစီစစ်ပြီးမှထွက်ခွင့်ပြုဖို့ဆွေးနွေးနေကြတာဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်ရေးမြစ်ကရန်ကုန်ခေတ္တကိုပြောထားပါတယ်။လက်ရှိမှာလည်းပြီးပါအလုတ်ကိုင်းတွေအားလုံးကိုအလုတ်ခေါ်စာကအစစာရွက်စာဒတ်အစုံရှိရင်နော်သူတို့စစ်ကောင်စီရဲ့အလုပ်သမားဝင်ကြီးဌာနကခွင့်ပြုမှသာတွားခွင့်ပေးပြီးသူတို့ခွင့်မပြုရင်လေစစ်ကနေထွက်လို့မရတလို့ အခုတခါထပ်ပြီးစီစစ်မယ်ဆိုတော့အလုသမားတွေအပြင်အလဲပတ်သွားမဲ့သူတွေအပါအဝင်စေကူတာတွေចောင်းတက်တာတွေစတဲ့အចောင်းတွေနဲ့ပြပထွက်မဲ့သူတွေကိုပါသူတို့စစ်ကောင်စီကခွင့်မပြုရင်တွားခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးတွေလှုပ်လာမဲ့သဘောပါပဲလို့ရန်ကုန်အခြေစိုက်ပြပလုပ်ကန်အေဂျင်စီလုပ်ငန်းရှင်တဦးကမှတ်ချက်ပြုပြောဆိုထားပါတယ်ခင်ဗျတဖက်မှာတော့ ပဲခူးတိုင်းကြောက်ကြီးမြို့ကတောင်စုကျေးရွာဘက်စစ်ကြောင်းထိုးလာတဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေကို KNL PDF ပူးပေါင်းတပ်တွေကတက်ခိုက်ချင်းမမှုအတွေ့စေကောင်စီတပ်သား10ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်နောက်ထပ်စစ်သား9ဦးကိုပါအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားတယ်လို့ Fagons Guerrilla Force အဖွဲ့ကပြောထားပါတယ်။ရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာဆိုရင်လည်း ရေမြောင်းထဲမှာဘောလုံးပေါ်ပြီးသိနေကြတဲ့စစ်ကောင်စီတပ်သားမပါလောင်းပုံတွေအပြင်အရှင်ဖန်းစီခံထားရတဲ့စစ်သားတွေရဲ့ပုံတွေကိုပါအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့မေလ19ရက်နေ့ကပဲမကိုတိုင်းကြောင်ကြီးမျိုးကတောင်စုကျေးရွာဘက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို GNL PDF ပူးပေါင်းတပ်တွေကအသင့်ဆောင်ပြီးကြားဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား10ဦးကတော့အသီးသီးသိကုန်ကြတဲ့အပြင် နောက်ထပ်စစ်သားခေါနဲ့ဥကိုပါတော်လိုင်းတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲယံတွေလည်းတင်စီရရှိထားတယ်လို့ Fagon Skyla Force အဖွဲ့ကပြောထားပါတယ်ခင်ဗျာတဖက်မှာလေမကွေးတိုင်းကစလင်းမြို့နယ်မှာပြည်သူ၆ဦးကိုတပ်ဖြတ်ပြီးနေအိမ်တွေကိုမိရှုဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လာအေးပေါ်တပ်တွေကလိုက်လံတိုက်ခိုက်ခြင်းမို့ရမှာ အဲ့ဒီစစ်ကြောင်းမှာပါတဲ့စစ်ကောင်စီတပ်သားစုစုပေါင်းအယောက်30ကျော်ကအသီးသီးတိတ်ကုံကြပြီးဖြစ်တယ်လို့မင်းမခိုင်ပီဒီအမှတ်၅တရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ17ရက်နေ့ကစပြီးစလင်းမြို့နယ်အတွင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာခွေးကုန်းငပန်းကောင်းနဲ့စနေချောင်းကျေးရွာတွေကပြည်သူ6ဦးကိုတပ်ဖြတ်ပြီးတော့နေအိမ်တွေကိုပါမိရှုဖျက်ဆီးပြီးတောက်လျှောက်ထွက်လာတဲ့အချိန်ဒေါ်လာဤပူပေါင်းတပ်တွေကမေလ25ရက်နေ့အထိအဲ့ဒီစစ်ကြောင်းကိုလိုက်လံတိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းမှပါတဲ့စစ်သားစုစုပေါင်းအယောက်30ကျော်ကတော့တိုက်ပွဲတွေအတွင်အသီးသီးတိတ်ကုန်ကြပြီဖြစ်တယ်လို့တော်လိုင်းရေးဘက်ကရေပေါ်တူလည်းမြင့်မြတ်စွာအသက်ပေးလူတွားရပြီစစ်ကောင်စီတပ်စစ်ကြောင်းကတော့ဒဏ်ရာရတဲ့သူတွေလည်းတော်တော်ကိုများထားပြီးတဲ့နောက်ရှစ်ဆက်မတိုးရတော့ပဲလင်းစင်းရက်စကန်တဲကိုပြန်ဆုတ်သွားကြတယ်လို့မင်းမှု KPI ရဲ့အမှတ်ငါတရင်ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျတဖက်မှာလည်း မန္တလေးတိုင်းတောင်သားမြို့နယ်ကတိုက်ပွဲအတွင်းစစ်ကူပေးဖို့ဆိုပြီးထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချင်းမမှုအတွင်းစစ်ကောင်စီတပ်သား၃ကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်သူတို့စစ်သားတွေကိုကားပေါ်ဆွဲတင်ပြီးမောင်းပြေးသွားကြတယ်လို့တောင်သားမြို့နယ်ပကဖကပြောပါတယ်ဖြစ်စဉ်ကတော့မေလ၁၈ရက်နေ့ကပဲတောင်သားမြို့နယ်ထဏောင်းကုန်းပြူစော့တီဂျေးရွာကတိုက်ပွဲအတွင်းစစ်ကူပေးဖို့ဆိုပြီးထွက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေါ်လန်ကြီးပူပေါင်းတပ်တွေကလမ်းကနေအသင်ဆောင်ပြီးကြပြတ်တက်ခတ်ချင်းမုန်းခဲ့တယ်ဆိုပါလေအဲ့လိုတိုက်ခိုက်မှုအတွင်းစင်ကောင်စီတပ်သားပုံကတော့ပြစ်ခတ်မှုတွေအတွင်းပါပဲဘွဲချင်းပြီးတွေကိုသိကုန်ကြတဲ့အပြင်နောက်ထပ်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီတဲ့နော်သူတို့စစ်သားတွေကိုကားတွေပေါ်ဆွဲတင်ပြီးမောင်းပြေးသွားကြတယ်လို့တောင်တမြို့နယ်ပကပကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာရေးကိုအာဆီယံရဲ့ဘုံသဘောတူညီချက်၅ရက်နဲ့ဖြည့်ရှင်းဖို့အာဆီယံကထပ်မံတောင်းဆိုလိုက်ပြန်တယ်လို့ မြန်မာနိုင်ငံမှာတိုက်ပွဲတွေနဲ့ပဋိပက္ခအရှိန်မြင့်လာတဲ့အတွက်အာဆီယံခေါင်းဆောင်တွေကနက်နက်ရှိုင်းရှိုင်းကိုစိုးရင်ပူပန်နေပြန်တယ်ဆိုပြီးပြောလာပြန်ပါတယ်။ဒါကတော့မေလ26ရက်နေ့ကနေမေလ29ရက်နေ့အထိမလေးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာအချက်၉ချက်ပါတဲ့မြန်မာအရေးဆိုင်ရာကြေညာချက်တစ်ရက်ကိုအာဆီယံခေါင်းဆောင်တွေကထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီကြေညာချက်တွေထဲမှာမြန်မာနိုင်ငံကပဋိပက္ခတွေဆက်လက်အရှိန်မြင့်လာတာနဲ့ ငလင်လှုပ်ခတ်အပြီးလူသားချင်းစာနာမှုအခြေအနေတွေဆိုးရွားလာတဲ့အပေါ်အာဆီယံကနက်နက်ရှိုင်းရှိုင်းကိုစိုးရိမ်နေတယ်ဆိုပြီးထဲ့သွင်းပြောထားပြန်ပါတယ်။ဒါအပြင်လက်ရှိမြန်မာအရေးကိုဖြည့်ရှင်းဖို့ဆိုရင်အာဆီယံကချမှတ်ထားတဲ့ဘုံသဘောတူညီချက်၅ရပ်ကသာအဓိကတော့ချက်ဖြစ်တဲ့အတွက်ဒီဘုံသဘောတူညီချက်၅ရပ်ကိုစစ်ကောင်စီကအကောင်အထည်ဖော်သင့်တယ်လို့လည်းပြောထားတဲ့အပြင်အရတပ်ပြည်သူတွေနေတဲ့နေရာတွေကိုအကြမ်းဖက်မှုတွေမလုပ်ဘဲရပ်တန့်ဖို့နဲ့ တနိုင်ငံလုံးအပြည့်ရပြီးသက်ဆိုင်သူတွေအားလုံးပါတဲ့တွေ့ဆုံဆွေးနွေးရေးကိုအကောင့်တဲဖော်ဖို့ကိုလည်းအာဆီယံကတိုက်တွန်းထားပါသေးတယ်ခင်ဗျာတစ္ဆတ်ထဲမှာပဲအာဆီယံအနေနဲ့ငလင်သစ်မြန်မာပြည်သူတွေကိုထောက်ပံ့ကူညီရေးမှာစစ်ကောင်စီတခုတည်းနဲ့ပဲထိတွေ့ဆက်ဆံတာမျိုးမလုပ်သင့်ဘူးလို့ NGO ကအာဆီယံကိုပြောလိုက်ပါတယ်ဒါကတော့အမျိုးသားညီညွတ်ရေးအစိုးရ NGO ရဲ့မေလ29ရက်နေ့ဖြစ်တဲ့မနေ့ကပြုတ်လုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့တည်င်းစကားပြောကြားခြင်းအစီအစဉ်မှာ အန်ဂျီတမန်တော်ပြောရေးစကွင့်ရှိသူဦးကျော်စောကပြောကြားခဲ့တာပါအဓိကကတော့အာဆီယံအနေနဲ့မြန်မာနိုင်ငံကငလင်ဘေးတင်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စတွေကိုဆောင်ရွက်တဲ့အခါမှာစစ်ကောင်စီတခုတည်းနဲ့ထိတွေ့ဆက်ဆံတာမျိုးဟာပဂတိမြေပြင်ကပြည်သူတွေစီထိတိရောက်ရောက်မရရှိတဲ့တာဒကတွေအများအများရှိနေတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးရေးကိစ္စတွေမှာတစ်ဖက်ကအမျိုးသားညီညွတ်အစိုးရအပါအဝင်နိုင်ငံတော်လှန်ရေးအင်အားစုအသီးသီးနဲ့ပါပူးပေါင်းဆောင်ရွက်မှုတွေလုပ်တင်ပါတယ်လို့လည်းဦးကျော်စောကပြောလိုက်ပါတယ် ဒါပြင်အာဆီယံအနေနဲ့လက်ရှိမြန်မာအရေးဖြစ်ရှင်းမှုကြိုးပမ်းဆောင်ရွက်မှုတွေကိုအယုံကြည်ဘက်ကကြိုးဆိုပေမဲ့ဒေါ်လာရင်းအားစုတွေဘက်ကိုအတင်းကျပ်ဖိအားပေးပြီးရေတိုးနီးနဲ့တွဲဆုံဆွေးနွေးရေးကိုပုံဖော်တာမျိုးဆိုရင်တော့ရေရှည်မှာပြဿနာပြေလဲရေးကိုအထောက်အကူပြုမှာမဟုတ်ဘူးလို့လေအယုံကြည်သမ္မတအောင်ပြောရေးဆိုခွင့်ရှိသူဦးကျော်စောကအတိပေးပြောဆိုထားပါသေးတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ